မင်္ဂလာပါရှင်မွတ်သားမီဒီယာ channel ကနေပြောပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာမလ20ရက်နေ့ကအင်အားပြည့်ငရင်လှုပ်ခတ်ခဲ့ရာလူပေါင်းထောင်စီထိခိုက်ဒေဆုံးတာတွေရှိခဲ့ပြီးအဆောက်အဦအများပြားပျက်စီးဆုံးရှုံးခဲ့ရလို့သိရပါတယ်တရုတ်တံဖိုင်မှာ NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်ကငရင်လှုပ်ခတ်မှုအခြေအနေနဲ့ပတ်သက်ပြီးဘာတွေပြောဆိုထားတယ်လဲဆိုတဲ့အချက်နဲ့မြန်မာနိုင်ငံအတွက်ဘယ်နိုင်ငံတွေကကိုကြီးကယ်ဆယ်ပစ္စည်းတွေပေးဖို့ကိုကြီးထားတယ်ဆိုတာကို ပြောပြပေးသမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့ Moda Media Channel ကို Subscribe နဲ့ Like ရန် Share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးမြန်မာနိုင်ငံမှာ2025ခုနှစ်မတ်လ28ရက်နေ့ကအင်အားပြေးငရင်လောက်ခဲ့ခရာအများပြထိခိုက်သိဆုံးခဲ့တယ်လို့သိရပါတယ်။မလ28ရက်နေ့ကနေ့လယ်7:00နာရီမိနစ်50ဝန်းကျင်ကစကိုင်းတိုင်းဒေသကြီးအနောက်မြောက်ဘက်အရက်ဒေသရဲ့ မြေအောက်အနေချောင်းမိုင်ကိုဗဟုပြုကပြင်အားခွနစ်တသက်မှခွနစ်မက်ဂနီကျူအဆင့်ရှိရင်ငရင်ကြီးတစ်ခုအပြင်ပြင်အား6တသက်မှခွနစ်မက်ဂနီကျူအဆင့်ရှိရင်ငရင်နဲ့နောက်ဆက်တွဲငရင်ငယ်တွေလှုပ်ခဲခဲ့လို့သိရပါတယ်။အဲဒီငရင်လှုပ်ခဲမှုကြောင့်တံတားတွေလမ်းတွေ အိုးအိမ်တွေဖုံးကြီးတောင်တွေဇေဒီပထိုးတွေအဆောက်အဦများစွာဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ရပြီးတော့ငရင်တန်းကိုအထူးကတွေ့ကြုံခန်းစားခဲ့ရတဲ့ ညနေ6ခုကိုအရေးပေါ်အခြေအနေတင်ညာထားရတယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာငရင်လောက်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်တရက်ကြာမှာပဲတရုတ်သမ္မတရှီကျင့်ဖင်ကဝန်ထဲចောင်းစကားပြောဆိုခဲ့တယ်လို့တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေကလည်းရန်ကုန်မြို့ကိုဆယ်လွတ်ကူညီပေးခဲ့တယ်လို့သိရပါတယ်အမေရိကန်နဲ့ရုရှားနိုင်ငံတို့ကလည်းမြန်မာနိုင်ငံကိုလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးဖို့အကူအညီပို့ကံလန်ထားတယ်လို့သိရပါဗျ။အာဆီယံဘက်ဝင်တနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံကမြန်မာနိုင်ငံကို အဖွဲ့ဝင်50ဦးပါဝင်တဲ့ကိုညီကယ်ဆယ်အဖွဲ့တစ်ဖွဲ့ဆက်လုပ်ခဲ့ပြီးမလား29ရက်နေ့မှာရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။မလေးရှားနိုင်ငံဝန်ကြီးဌာနကမလေးရှားကယ်ဆယ်အဖွဲ့ဟာမြေပြင်ကယ်ဆယ်လုပ်ငန်းတွေကိုပူးပေါင်းကူညီပေးမယ်လို့ပြောဆိုထားပါတယ်။အိန္ဒိယနိုင်ငံကလည်းမလား29ရက်နေ့မှာတန်ချိန်15တန်ရှိတဲ့ကိုညီကယ်ဆယ်ပစ္စည်းတွေပေးဖို့ကူညီပေးခဲ့တယ်လို့ ကိုညီကယ်ဆယ်ရေးအဖွဲ့တွေကိုဆေလွတ်ကိုညီပေးခဲ့လို့သိရပါတယ်။တရုတ်နိုင်ငံရဲ့ကိုညီကယ်ဆယ်ရေးအဖွဲ့တွေဟာမြန်မာနိုင်ငံမှာတွေးကြုံခန်းစားခဲ့ရတယ်။အင်အားပြည့်ငရင်လှုပ်ခတ်မှုနဲ့ပတ်သက်ပြီးတော့ကိုညီပေးနိုင်အောင်ဒရုန်းတွေငရင်ကြိုတင်တတိပေးစနစ်နဲ့အသက်ကယ်ကရိယာတွေစေဝါပစ္စည်းတွေတဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးတော့ကိုညီထောက်ပံ့ရေးပစ္စည်းတွေရှုဆောင်လာတယ်လို့သိရပါတယ်။အိန္ဒိယနိုင်ငံကလည်းဆောင်းတာပေါ်လင်တကူရည်တန်ရှိသုံးပစ္စည်းတွေ အိတ်ဆောင်အိတ်ဆိုလာမီးအိမ်တွေအစားအသောက်ထုတ်တွေမိဖို့ကြောင့်သုံးပစ္စည်းတွေအပြင်ကုညီကယ်ဆယ်ရေးပစ္စည်းတွေပံ့ပိုးကုညီပေးခဲ့တယ်လို့သိရပါတယ်။တရုတ်နိုင်ငံဂျာယွန်ကြီးဌာနကမြန်မာနိုင်ငံမှာငရင်တန်ခင်ရတဲ့ဒေတာတွေအရေးပေါ်လူသားချင်းစာနာထောက်ထားမှုကုညီနဲ့အထောက်ပံ့တွေပေးရအောင်တရုတ်အစိုးရအနေနဲ့အစမ်းကုန်လုံဆောင်ပေးဖို့အသိရှိရလို့ပြောဆိုထားပါတယ်။ရုရှားအစိုးရကလည်းမြန်မာနိုင်ငံမှာငရင်တန်တွေ့ကြုံခန်းစားခဲ့ရသူတွေအတွက်အကူအညီပေးရပစ္စည်းတွေပြင် ကယ်ဆယ်ရေးအဖွဲ့ဝင်120ဦးကိုလေရင်နှစ်စီးနဲ့ဆီလွတ်ကူညီပေးခဲ့လို့သိရပါတယ်။ရုရှားနိုင်ငံခြေဆိုင်သတင်းဌာနတခုကရုရှားသမ္မတပူတင်နဲ့ရုရှားအရေးပေါ်ကူညီပေးဝန်ကြီးရဲ့အမိန့်ကိုအခြေခံပြီးရုရှားကာကွယ်ရေးအဖွဲ့တွေပါဝင်တဲ့အဖွဲ့ကိုမြန်မာနိုင်ငံကိုလေရင်နှစ်စီးနဲ့ဆီလွတ်ပေးခဲ့တယ်။အင်အားပြင်းငရင်တန်ခန်းစားကြရသူတွေကိုကူညီကယ်ဆယ်ပေးနိုင်ဖို့အစွမ်းကုန်ကြိုးပမ်းသွားမယ်ဆိုပြီးတော့ပြောပါတယ်။ကုလသမဂ္ဂအဖွဲ့ကလည်းမြန်မာနိုင်ငံမှာ လလ20ရှေ့ရနေ့ကလှုပ်ခဲခဲ့တဲ့ငရင်နဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံကိုကန်နဦးကွန်ကြီးလူတန်းပေးနိုင်အောင်အမေရိကန်ဒေါ်လာ9တန်းကွန်ကြီးထောက်ပံ့ပေးဖို့စီစဉ်နေလို့သိရပါတယ်။ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူစတီဖန်ဒူဂျာရစ်ကလလ20ရှေ့ရနေ့ကလှုပ်ခဲခဲ့တဲ့ငရင်ကြောင့်နိုင်ငံတော်မှလူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူပေါင်း30ရှေ့ရဲ့မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်မှုတွေပုံမဆိုးရလာဝယ်ရှိနေပါတယ်ဆိုပြီးတော့ပြောပါတယ်။မလ28ရက်နေ့ကအင်အားပြင်းငရင်လှုပ်ခဲခဲ့ပြီးနောက်နိုင်ပိုင်းအကြံပါပဲ။နာဆာကဥက္ကဋ္ဌဘိုးကျော်မူကြီးမင်းအောင်လိုင်ဟာငရင်လှုပ်ခဲမှုဖြစ်ပွားခဲ့တဲ့နေရာတွေကို ကိုရိုင်းမြေပြင်ကွင်းစင်းစစ်ဆေးခဲ့လို့သိရပါတယ်။ဒါပြင်နာဆာကဥက္ကဋ္ဌဘိုးကျော်မူကြီးမင်းအောင်လိုင်ဟာငရင်လောက်ကမှုအခြေအနေတွေကိုအခုလိုမျိုးပြောဆိုခဲ့ပါရဲ့ရှင်။ဟုတ်ကဲ့ပါပြည်သူများခင်ဗျာ လူ့ဘာသာပြန်သိရှိပြီးဖြစ်တဲ့တိုင်းပဲဒီနေ့ဒီသတ်သမကြီးမော်လဲ7နှစ်52မိနစ်ခါမှာဒီဂျီရိုကောင်စီနေပြီးမန္တလေးတိုင်းစက္ကတိုင်းဒေသကြီးနဲ့တချို့ဒေသတွေမှာဒီနေ့လှုပ်ခတ်မှုဖြစ်ခဲ့ပါတယ်ဖြစ်ွားတဲ့နေရာတော့မန္တလေးမြို့ရဲ့အရှိမြောက်ပဲ20ကီလိုမီတာခန့်အကွာမှာဗဟုပြုပြီးတော့ရေအောင်10ကီလိုမီတာအနက်မှာလှုပ်တယ်လို့ကျွန်တော်သိရတယ်လှုပ်တဲ့အဆင့်ကတော့ ရစ်ချာစကိတ်ခုံးတက်မှာခုံးနဲ့စကိတ်ရှိကြအောင်အဆင့်ရှိကြအောင်ဒီအဲ့ဒီငလျာအလုံးပြင်းထန်တဲ့ငလျာတစ်ခုဖြစ်ကြတယ်ကျွန်တော်သိရှိရပါတယ်နောက်ဆက်တဲ့ငလျာများလည်းဆက်တဲ့လှုပ်ရှားခဲ့တာရှိပါတယ်ဒီလှုပ်ရှားမှုကြောင့်ဖြစ်ခဲ့ပြည့်စုံမှုဒီကတော့မန္တလေးမြို့စကိုင်းမြို့နေပြီးတော့မှာတော့ပြည့်စုံမှုများပြားပါတယ်လက်ရှိကျွန်တော်ယနေ့ချိန်ယူချိန်ထိပို့တယ်တရင်ပို့တဲ့ဒီရင်ပို့ကြရတော့နေပြီးတော့ကောင်းစင်နေမြို့က96ရောက် စကိုင်းမြို့ပါ78ရောက်ကြောက်ဆယ်ပါ30ရောက်စုစုပေါင်း140နဲ့4ရောက်တေးဆုံးကြောင်းနဲ့ဒါရတော့ဒီပြည်တော်ကောင်းစီနေမြို့ရ132ရောက်စကိုင်းမြို့ပါ300ရောက်နဲ့ကြောက်ဆယ်မြို့ပါ CC ဆယ်အောင်လုံးပေါင်း932ယောက်ဒါရရှိတယ်လို့ကျွန်တော်သိရပါတယ်။ဒီဆုံးမှုနဲ့ဒါရရှိမှုတော့ဒီတဲ့တိုးလာစရာကျွန်တော်ရှိပါတယ်။တချို့နေရာတွေမှာလည်းအတိုက်တွေပြိုကျတဲ့အကြောင်း ဒီတိုက်တွေကိုလည်းပြန်ပြီးတော့မှဟိုဆက်တည်းလုပ်ငန်းတွေကျွန်တော်လုပ်နေဆက်ဖြစ်ပါကျွန်တော်ကိုယ်တိုင်လည်းရောက်ရှိကြည့်ရှုပြီးလည်းဖြစ်ပါတယ်ဒီလိုမိဘပြည်သူများအနေနဲ့လည်းဒီငလင်းတဘာဝဘေးကြောင့်ဖြစ်လာတဲ့ငလင်းအန္တရာယ်ကိုငလင်းတန်းကိုကယ်ဆယ်ဖို့လုပ်ငန်းတွေကအကျပြတ်စာရုပ်ကိုရှိတယ်လို့ကြောက်တက်နေတော့ဝါဝင်ကူညီပေးဖို့ကျွန်တော်တို့မေတ္တာရက်ခံလိုပါတယ်ကျွန်တော်အနေနဲ့လည်းဖြစ်ပေါ်တဲ့ဒေတာအားလုံးကိုလည်းရေးပေါ်ချင်းကြီးညာထားပြီးတော့ပြည်ပအကူအညီများပေးနိုင် ပြည်နယ်မှုတွေအခုလက်မှတ်ထားပြီးဖြစ်ပါတယ်။မကြသေးခင်ကပဲအာဟာစင်တာနေပြီးတော့လက်ပြန်ပါရေဖို့ကေဆေးပစ္စည်းတွေပို့ဖို့နဲ့အိန္ဒိယနိုင်ငံလည်းလက်ပြန်ပါကုဆေးကေဆေးပစ္စည်းပို့ဖို့ကာလနာနာရှိတယ်လို့ပြောထားတယ်။ခွင့်ပြုထားပြီးဖြစ်ကြောင်းကျွန်တော်ပြောလိုပါတယ်။ကျွန်တော်မိသည့်နိုင်ငံမိသည့်အခွင့်အရေးမဆိုမြန်မာနိုင်ငံပြည်မှာရှိတဲ့ရရှိလို့မြို့ပပြည်သူမြို့သူများမဆိုတော့ကုညီနိုင်ဖို့ကျွန်တော်ဖိတ်ကြားလိုပါတယ်ခင်ဗျာ။ 이들게 말해. 와 이제 밀어내고. 꺼 이거 이거. 잡아 잡아. 잡아 이제. 잡아. 저 어디에 너 목간 거네 이거. 不，不，他们呢？那那那，那跑到跑生他们。